င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်မ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် မွန်ပြည်နယ်ရေးမြို့နယ်အတွင်းကလိပ်ပုတ်ကြေးရွာကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ15ရက်မှာလူနေအိမ်တွေကိုမိရှုပ်ပြီးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်တိုက်တွဲတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေသခံတွေကိုကယ်ထုတ်ကာဘေးလွတ်ရာကိုပို့ဆောင်ပေးခဲ့ရတယ်လို့ရေးဘလူးတွန်လှန်ရေးတပ်ဖွဲ့စီကသိရပါတယ်လေပုတ်ကြီးွားကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တဲ့အတွက်လူနေအိမ်တလုံးနဲ့ဆိုင်ကယ်နှစ်စီးမိလောင်ပျက်စီးခဲ့ပြီးတပ်ကြီးရွယ်အိုကလေးတွေနဲ့ဒေသခံတချို့ကိုပါ ကူညီကထုတ်ပေးခဲ့တယ်လို့ဆိုရတယ်။စစ်ကောင်စီတပ်ကလက်ပုတ်ကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့အတွက်တွားရောက်ပစ်ခတ်ခဲ့တာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးပိတ်မိနေတဲ့ဒေသခံတွေကိုအ धिक ကူညီကထုတ်ပေးခဲ့တယ်လို့ရေဘလူးတွန်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီတပ်ကရေမြုံနယ်ကကြေးဝါတွေကိုဇက်တိုက်ဆိုသလိုစစ်ကြောထုံးဝင်ရောက်တာတွေရှိနေပြီးထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ14ရက်ကလည်းရွာကလေးကျေးရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ရေဘလူးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ရှင်။ စကိုင်းတိုင်းပလဲမြို့နယ်မှာစစ်ကောင်စီတပ်ကအော်တိုဘလာကစတင်ပြီးဖုန်းလိုင်းတွေဖြတ်တောက်ကစစ်ကြောင်းထိုးနေပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတဲဆောင်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ကပြီးခဲ့တဲ့အော်တိုဘလာတတိယပတ်ကစတင်ပြီးပလဲမြို့နယ်အနောက်ချမ်းမရှိတဲ့ပြည်စော်တိကျေးရွာတွေကပြည်စော်တိတပ်ဖွဲ့တွေနဲ့ပူးပေါင်းကစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ဆိုပါတယ်။ အင်မတီနဲ့ဇီးပြုတ်ကုန်းပြူစောထီဝါတွေကပြူတွေနဲ့ပူပေါင်းပြီးဖုန်းလိုင်းတွေဖြတ်တောက်ကအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးစစ်ကြောင်းပြန်မထွက်သေးဘူးလို့ပလဲမြို့နယ်အခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက DPP ကိုပြောပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းမှပါတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာလ14ရက်မှာတော့လက်ပုကန်အင်ဂျင်စုနဲ့လော်ကားကြီးကြီးဝါတွေကိုဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတဲ့ဆောင်းနာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် ဲ့ဒီစစ်ကြောင်းကနိုဝင်ဘာလ15ရက်အထိအင်မတီပီစော်တီကျေးရွာအတွင်ဝင်ရောက်တက်ဆွဲနေပြီးလေကြောင်းတက်ခိုက်တာတွေကိုပါပြုလုပ်နေတဲ့အတွက်ဒေသခံတွေသတိနဲ့သွာလာနေထိုင်ကြဖို့တော်လိုက်တပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်။ မကွေးတိုင်းစလေးမြို့နယ်မှာအာနာသိစိအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပါဝင်နေတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တယောက်ကိုမြို့သားညညရေးဆိုရ NUG ရဲ့ပြည်ထရေးနယ်လူဝေမှုကြီးကြပ်ရေးဝန်ကြီးဌာနကဖမ်းဆီးထားတယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။ဖမ်းဆီးခရသူဦးသက်ဝေဆိုသူဖြစ်ပြီးတရားလွှတ်တော်ရှေ့နေတယောက်လည်းဖြစ်တယ်လို့စိအုပ်စုရဲ့ရွေးကောက်ပွဲမှာဦးဆောင်ပါဝင်နေတယ်လို့ပြည်သူတွေရဲ့သတင်းပေးပို့မှုအရဖမ်းဆီးခဲ့တာလို့ နိုဝင်ဘာလ15ရက်နေ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဥတဝဲကိုအကြံဖက်တိုက်ဖြတ်ရေးဥပဒေနဲ့အညီအရေးယူအပြစ်ပေးနိုင်ဖို့စလေးမြို့နယ်တရားရေးအဖွဲ့ကတရားရေးရာလှုပ်ထုတ်လုပ်နေအတိုင်းစီစဉ်ဆောင်ရွက်နေတယ်လို့လည်း NUG ကဆိုပါတယ်။ ဆယ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ဆိုပြီးအန်ယူဂျီကဩဂုတ်လ24ရက်နေ့ကထုတ်ပြန်ထားသလိုပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်းနိုဝင်ဘာလ6ရက်နေ့ကရွေးကောက်ပွဲအတွက်အတင်းကျပ်မဲ့ပေးခိုင်းစေသူတွေကို တိုင်ကြားနိုင်ဖို့အသိပေးထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်ရှင်။ ထရီနီတက်နက်တိုဘက်ကိုနိုင်ငံရဲ့စစ်ရေးလက်ကျင့်နေမှုကကာရီဘီယံဒေသအငြိမ်းချမ်းရေးကိုချိန်ချောက်တယ်လို့ဗင်နီဇွဲလားသမ္မတမာဒူရိုကဝေဖန်ခဲ့ပါတယ်။ဒီလိုလက်ကျင့်တာဟာဒေသရင်းတည်ငြိမ်ရေးနဲ့ဗင်နီဇွဲလားနိုင်ငံကိုချိန်ချောက်ဖို့ရည်ရွယ်ချက်နဲ့အိန္ဒိယနိုင်ငံရဲ့ရေပိုင်နက်ကိုအသုံးပြုတာလို့လည်းမာဒူရိုကဆွဆွဲထားပါတယ်။မာဒူရိုကထရီနီတက်နက်တိုဘက်ကိုအစိုးရဟာတာဝန်ယူတဲ့လက်ချက်မှုတွေအတွက်ထပ်ပြီးကြေညာခဲ့တာဖြစ်ကြောင်းလူစုလူဝေးကို ပြောကြားချိန်မှာပြောဆိုခဲ့တာပါ အဲ့ဒီဆေးလက်ကျင်းမှုကိုနိုဝင်ဘာလ18ရက်ကနေ20ရက်နေ့အထိဗင်နီဇွဲလာရဲ့ဆူဂရေပြည်နယ်ကန်ယူရက်နဲ့မလှမ်းမကမ်းမှာရှိတဲ့ရေပြင်းမှာကျင်းပမှာပဲဖြစ်ပါတယ်။သူတို့ပိုင်တဲ့ရေပြင်းနဲ့မြေပြင်ကိုကာရေဘီယန်ဒေသရဲ့ငြိမ်းချမ်းမှုကိုချိန်ချမှုတွေကိုထရီနီတက်နဲ့တိုဘက်ကိုနိုင်ငံကပြည်သူတွေကဆက်ပြီးသိခံမလားဆိုတာစောင့်ကြည့်ရမှာပါလို့မာဒူရိုကသတိပေးထားပါတယ်။ထရီနီတက်နဲ့တိုဘက်ကိုမှာဆေးလက်ကျင်းမှုပြုလုပ်တာက အမေရိကန်ရဲ့ကာရီဘီယံဒေသမှာစစ်စင်ရဲ့အတွင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဲ့ဒီအထဲမှာစစ်သင်္ဘောတွေ fighter ဂျက်လီယင်တွေထောင်ထဲချီတဲ့တပ်ဖွဲ့ဝင်တွေပါဝင်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမူရစ်စေကုံတော်မှုနဲ့ပတ်သက်ပြီးပြစ်မှတ်ထားတယ်လို့ပြောဆိုထားပေမဲ့မာဒူရိုကတော့သူ့အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ကြိုးပမ်းချက်တစ်ခုလို့ဆိုပါတယ်ရှင်။ ဒီပီပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချိုဆမ်ပါရှင်